တယ်ကိုရခီးသွားတာလေထင်တော့မထင်ပါဘူးပြန်ရောက်လာတော့ဒီလိုမျိုးပါလာနိုင်မယ်လို့ဘယ်လိုပြောပြမှမသိဘူးအရင်ပြောရတယ်သူဒီရောက်တော့ကျွန်တော်ဘာလို့လူဝေးနေတာလဲဆိုတော့သူ့ဘဝမှာပေါ့နော်သူ့ဘဝမှာဒီရဲတွေမသွားရဘူးနော်ကျွန်တော်ကစားကွင်းဆိုတာဘာမှမသိဘူးရုပ်ရှင်ရုံဆိုတာသူဘာမှမသိဘူးဒီရလေးဆိုသူတော်တော်သွားလို့ရနော်အခုလိုက်နာနေဆိုရင်ကျွန်တော်တို့ဒီညဝရီလောက်ထိသွားလို့ရဟုတ်တယ်ဖရရတော့သွားနေတယ်ဟုတ်ဖရရတော့သွားနေတယ် ော်မိုးလေးရဆိုလဲဝူချန်လေးတင်ပြီးတော့เนาะဟောသူတချင်းလေးနဲ့ဟိုသူတစ်တော်လေးနဲ့ပြန်မှာစိတ်လဲလွတ်လပ်နဲ့ဘန်းပြည်လေးရိုက်အောင်လို့ရိုက်တာတချင်းလေးရလာเนาะဆက်ချစ်ချင်ရှုံးမိတာဒီဒီရနေချင်မိခဲ့တာပဲအဲ့ဒါလေးရိုက်လိုက်တာဟိုရှင်းမရဘူးကျွန်တော်တို့ကဒါသူဆိုလဲကျွန်တော်အကိုကြီးတယောက်လိုပဲသဘောထားတယ်ကျွန်တော်တို့လည်းဒါကိုကိုညီမတယောက်လိုသဘောထားပြီးတော့ကိုဘာကိုကြီးလေးရမယ်တဲ့မပေးရမယ်ဘောနော်အဲအဲ့လိုလေးစိတ်ပဲရှိပါတယ်အဲ့လိုဒါအပေါ်လုံးလဲဒါသိအောင်ကျွန်တော်နားလည်ပေးပါဦး များကြီးတင်ပါတယ်လို့ကိုယ်ယူဒီထဲပို့ပြီးတော့ပြောစရာဖော်ပြချင်ရှင်လဲဖော်ပြခြင်းမသေးတဲ့ကျေးဇူးတင်ကြောင်းနေဦးသူများကြီးတင်ပါတယ် င်္ဂလာပါဆိုရင်အေးမင်္ဂလာပါဒီနေ့ကတော့ surprise ပါနော် surprise က surprise လဲရအောင်ပြင်းဒီနေ့ဒါနဲ့တူးစမ်းနေဒါသူ့သူ့ကဘောနော်အဲသုံးမိတ်ဗတ်ဒီမော်တာဆိုင်ကယ်မော်တာဆိုင်ကယ်လေးသူသွားနေတဲ့နေရာလေးသွားလို့ရအောင်ဟောဒါမော်တာဘိုင်းလေးတဲ့သူသူအဆင်ပြေတယ်လေးသွားတယ်အခုချက်နဲ့ကျတော့ဒီလိုလှဲ့ရတော့ဟောသူသွားလို့မရဘူးသူများတုံးပြီးမှသွားလိုက်တာအခုဆိုသူဒီဘိန်းလေးရသွားတဲ့အခါကျတော့ဒီဘိန်းလေးကသူကဟိုမော်တာလေးနဲ့ဆိုတော့လေဖြည်းဖြည်းလေးပဲသွားတာ အဲ့တော့သူသွားခြင်းတဲ့နေရာအကုန်လုံးသွားလို့ရပါတယ်အရင်ပြောပါတယ်ကိုရခီးသွားတာလေထင်တော့မထင်ပါဘူးပြန်ရောက်လာတော့ဒီလိုမျိုးပါလာနိုင်မယ်လို့ဘယ်လိုပြောပြမှမသိဘူးအရင်ပြောပါတယ်တင် ခွဲလောက်တည်းကဆေးထိုးมาတာဗောနော်နှစ်လလောက်มาအမေတို့ကခြေထောက်မလုံးမဲ့သတိထားမိတာမမီကြောင်းကတော့မတဘူးဗောနော်သူများတကတွေခကြီးရှုံมาဆိုလို့ဆိုညီမလေးတွေရတဲ့ဟိုကြောင်းသားတွေဆိုတော့လေတို့စီရလေးပြီးတော့လိုပဲပြန်ပြီးတော့တင်းနေအမေတို့ကလည်းတင်းပေးတယ်ဆိုတော့သူမရေးတဲ့ဖတ်တတ်တာလုပ်တတ်ပါလေတော့ဖွင့်လိုက်တော့ဖွင့်ဒီရည်ရည်ကဘာလဲမသိဘူးလားဒီကောက်ဒီရည်ရည်ကဘာလဲအားရှိတယ်။ဒီရှိတဲ့လို့ရှိရင်တိုက်ပြီးလာပြန်ချောင်းနေ ဘက်ဆိုရင်လည်းသူကဒီဟာလေးကိုဖတ်လိုက်တာဒီချောင်းလေးကိုပဲပြလိုက်ပါတော့ရှိရေအဲဘာမှမဟုတ်စိတ်ဆိုင်များတယ်ဆိုတော့ကိုရချင်းဝိုင်းကိုလာတယ်နောက်တော့သမီးဟိုပထမခန်းမှာနေတော့လေအဲဟိုလေးထိုင်ဝင်းထွန်ဆိုတဲ့လေးလေးရဟာလာဝါကျိုးတဲ့သူကအမြဲတမ်းသမီးတို့အဆောင်ရှင်နေမှာလာပြီးဟာလာဝါကျိုးရယ်လေ အလောအလာကြိုးတော့သမီးကိုတွေ့တော့သမီးရေးချိုးတာပါညာစားဟိုညီမလေးအငယ်မလေးရယ်ပဲဂုံးပို့ပြီးချိုးပေးရတာဆိုတော့ဟိုအခက်ခဲဖြစ်နေအောင်မြင်နေလေမင်းတော့ကိုကြီးတို့ကလည်းချင်းဝိုင်းလာတာနဲ့အဲ့လေးလေးကလည်းကိုကြီးတို့နဲ့သမီးကိုချိတ်ဆက်ပြီးတာတတ်တတ်မဝိုးပေးတာဒီမပါဘောနော်ကိုကြီးတို့လားလူတက်ဇလုံးထဲမှာရတော့ပတ်စံ65သိန်းဟိုနော်ဒီငကလေးကဟို9သိန်းမှာရှိတယ် ဟိုတမိစိတ်ကူးလေးရတော့เนาะအမေတို့လည်းအစဉ်ပြောင်းတော့စိုင်းလေးဖွင့်တိုင်းနေပေါ့တမိလည်းဆက်ချုပ်လေးလည်းတင်အမေတို့လည်းစိုင်းလေးမှာကူရောက်မှုတော့ရှိပါတယ်ညာရခဲ့လာတဲ့လူဘဝစိတ်ချမ်းသာအောင်နေဘယ်လိုပဲဖြစ်ဖြစ်တို့ပြောချင်တဲ့ဟာပြောနေကြအဲကြောင့်ကတိတ်ဖြည့်ရှင်းနိုင်ပိုင်းတိတ်မလုပ်ဒါပေမဲ့အခုကျတော့ဟိုဘာလို့ဒီဟာပြတ်ထုတ်ပြောရမှာလဲဆိုတော့သူကလည်းအပြိုလေးတယောက်ဖြစ်တယ်ဆိုတော့နောက်ပြီးတော့သူ့မှာလည်းဒါပေါ်သူ့ရဲ့ဂျမ်းမာကြီးနဲ့ အဲ့တော့ကိုသူ့တော့အများကြီးနဲ့တာလေပြောမှာဆိုတော့အများကြီးနဲ့တာပါလေလိုက်ပေါ်မှာတချို့ကြောင့်လည်းပြန်တင်ရပါတော့ဒီကောင်မလေးနဲ့ယူတော့မှလားကြိုက်နေပြီတချို့လူတွေကလည်းဟိုကောတင်ရတာပေါ့သူတို့လက်ထက်တော့မဲလို့ပါလို့အမှန်တော့အဲ့ဒါတွေမရှိဘူးလားဘာလို့လဲကျွန်တော်ခဏခဏသွားလူနေလို့အခုနေ့ကဆိုလဲဝီချယ်လေးတင်ပြီးတော့နော်ဟောသူတချင်းလေးနဲ့ဟိုသူတစ်တော်လေးနဲ့ဒီမှာစိတ်လဲတို့လဲနဲ့အပန်းပြေလေးရိုက်အောင်ရိုက်တာတချင်းလေးကလာနော်စာချစ်တဲ့ကရှုံးပြီးတာဟိုတချင်းပဲနော်စာချစ်တဲ့က သူနဲ့လက်ထပ်တော်မာယူတော့မှာတော့အမှန်တော့ကျွန်တော်တို့ကဘယ်လိုလဲဆိုတော့သူမမဟုတ်ဘူးဟိုအကုန်လုံးကိုကျွန်တော်တို့ကဟိုမြင့်တာထားပြီးတော့ကျွန်တော်အလုပ်လုပ်ရတာဟုတ်ပြီအခုတော့အားလုံးတိအောင်ကျွန်တော်ပြောပြတာပါနော်ကျွန်တော်တို့ကဒါသူဆိုလဲကျွန်တော်အကူကြီးတယောက်လိုပဲသဘောထားရဲကျွန်တော်လူလက်ဒါကိုကိုညီမတယောက်လိုသဘောထားပြီးတော့ကိုပါကိုညီပြရမယ်တဲ့မှတ်ပြရမယ်ဟောနော်အဲအဲ့လိုလေးစိတ်ပဲရှိပါတယ်လို့ဒါအကုန်လုံးလဲဒါပြအောင်ကျွန်တော်နားလည်ပေးပါလို့ Shall I'm twin I'm in me nine gave up တကယ်ပွေးချဲဆိုလို့ရှိရင် तू ကဒီနေရာလေးတွေပတ်သွားနေရမှာဒါလေးဆို तू နည်းနည်းဝေးဝေးလေးမြတ်သွားလို့ရမလားဟိုတော့ तू အတွက်လည်းဟိုလက်ကင်ကြီးလည်းပါတော့အဆင်ပြေမလဲဟိုကျလက်ကင်မပေါဘူးဒီလိုကြီးဖြစ်ရနေတော့အာဒီရလေးကောင်းမယ်ဒီဒီရလေးပွေတာဒီရလေး तू က16သိန်းဗတ်ဒီကိုနှလုံးအစ်စ်လဲပေးလိုက်တယ်16သိန်းဒါကလေဟိုကျွန်တော်တို့လူရတာမဟုတ်လေအလူရှင်တွေကဟိုပေါ့နော်သူတို့လိုအပ်တာလေးဝယ်ပေးပါဆိုပြီးလူထားတဲ့အလူငွေလေးတွေကိုကျွန်တော်စုပြီးတော့အာ18သိန်းနဲ့9000ရ18သိန်းနဲ့9000ရတရား16သိန်းရအမှန်3000ပို့တယ်ဟုတ်တယ်အဲ ်ဒီရောက်တော့ကျွန်တော်ဘာလို့လူဝေးနေတာလဲဆိုတော့သူ့ဘဝမှာပေါ့နော်သူ့ဘဝမှာသူ့ရွာမှာနေတယ်ရွာထဲရှောင်သွားရအေးရွာတယ်အေးရွာတယ်အမေနာမျိုးနဲ့ကိုချမ်းကိုအိုးကြီးကိုကိုချမ်းကိုကြည့်ရအောင်။ရွာမှာရေတွေကြီးနေသူပျော်နေတာ။သူနဲ့ဒုက္ခရောက်နေသူပျော်နေပြီ။အပြင်ကရေကြီးတဲ့အခါကျတော့သူကရေကအိမ်ပေါ်ရောက်လာ။အိမ်ပေါ်ရောက်လာသူကလေလေးယူပြီးပုလိဆိုရွာထဲရှောက်သွားပြီ။ဟောလေနဲ့။သူကလေကျွဲတယ်လေ။သူကသူများကြီးဒုက္ခရောက်နေချိန်ကျသူပျော်နေပြီတဲ့လား။အပြင်ထွက်ရပြီ။အဲအပြင်ထွက်ရပြီသူရွာထဲပတ်ရပြီဆိုတော့ဒီရန်ကုန်ရောက်တော့ ပထမဦးဆုံးထွက်ရတာဘယ်ချိန်တော့ဖြစ်ပါလဲ။ကျွန်တော်ကိုယ့်ရဲ့ဆရာမလူတွေပဲ။ဟုတ်တယ်။သူရန်ကုန်မှာလဲပေါ့နော်။သူလူလူကလူတယောက်ပဲ။လူတယောက်ဖြစ်ရတဲ့ကားနဲ့ပေါ့နော်။ဒီဈေးထဲနေမသွားရဘူး။နော်ကျွန်တော်ကစားခွင့်ဆိုတာဘာမှမသိဘူး။ရုပ်ရှင်ရုံဆိုတာသူဘာမှမသိဘူး။ပေါ့နော်။အဲ့လိုတွေဖြစ်နေတဲ့အခါကျတော့ပထမဝီချယ်လေးဝီချယ်လေးဆိုသူခေါင်းထဲနေတာတော့သွားလို့ရအောင်။သူမိဘတွေလိုက်တွန်းပေးတာ၊မောင်နှမတွေလိုက်တွန်းပေးတာသွားလို့ရအောင်။ အတူတက်ပို့ပြီးတော့သူ့ဘဝကိုအတွေ့အကြုံကိုရသွားအောင်ပေါ့နော်လူတယောက်ကလူတယောက်ခံစားခွင့်ရှိသလောက်ခံစားလို့ရအောင်လို့ဒီရလေးဆိုသူတော်တော်ပွားလို့ရတယ်เนาะအခုလိုင်နာကနေဆိုရင်ကျွန်တော်တို့ဒီညဝရီလောက်ထိသွားလို့ရဟုတ်ကဲ့ဖရာတော့သွားကြည့်နေတယ်ဟုတ်ဖရာတော့သွားကြည့်နေတယ်ဟုတ်အဲ့တော့ဒါပထမဆုံးဖရာသွားမယ်ပေါ့ဟုတ်ဟောဖရာသွားမယ်ဆိုင်ငယ်နေအဲတာရောဟဲ့လား ောစရာစကားတော့မရှိပါဘူးကျေးဇူးအများကြီးတင်ပါတယ်လို့ကိုရိုဒီထဲပို့ပြီးတော့ပြောစရာဖော်ပြစရာရှိရင်လည်းဖော်ပြခြင်းမသေးတဲ့ကျေးဇူးတင်ကြောင်းနေဦးစင်ငယ်တင်ပါတယ်ခင်ဗျာဝိုင်းလို့မရဘူးဗန်းနဲ့ဆက်ပြီးနော်ကြော်ရရပြီနော်ဒီတိုင်း ွန်းတော့ကျွန်းဟုတ်တယ်သူကပြန်ခွေးလာဩကြည့်ရလောက်တော့တင်ရမယ်ရှင်ဒေါ်ဘီတင်ပါနောက်ခုံတစ်ခုံရှင်းလာကြည်ဒီချင်းနဲ့လိုက်လိုက်ပါလေဟလားအကျဒီမှာအေးဆေးပဲနေပစ္စည်းလက်ဆက်ချဟလားကိုဝယ်ထားတဲ့ဈေးပြိုက်ကဝယ်ထားရအောင်နောက်ခေတာဆိုတော့ပြေတော့နိုင်ပါလေ